မင်္ဂလာညချမ်းပါရှင်ခုချိန်ကစပြီး2025ခုနှစ်မေလ17ရက်ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ညပိုင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ຫນွေဦးမှာပထမအဆုံးတင်ပြပေးမယ့်သတင်းကတော့နာဂတ်နိုင်ငံတော်အသစ်မှာအာရမတရားများကင်းစင်ပြီး Federal Democracy စနစ်ထွန်းကားပြန်မွားတည်ထောင်စေရေးဆက်လက်ကြိုးပမ်းဆောင်ရွက်ကြဖို့ CRPH တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ် နာဂတ်နိုင်ငံတော်အတွက်မှာအာရမတရားများကင်းစင်ပြီး Federal Democracy စနစ်ထွန်းကားပြောင်းလဲတည်တံ့စေရဒူတကွဆက်လက်ဂျိုးပန်းဆောင်ရွက်သွားကြဖို့ဒီတော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ဒီနေ့ကြာရောက်တဲ့သာသနာတော်နဲ့2569ခုနဲ့ကဆုံလားပြည့်ဗုဒ္ဓနေ့အချိန်မှတ်သုံးဝန်လာပေးဖို့ရမှာခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ကဆုံလားပြည့်ဗုဒ္ဓနေ့မှာမြန်မာနိုင်ငံတော်ဝန်လုံးနဲ့ကမ္ဘာနိုင်ငံအသီးသီးကိုရောက်ရှိနေကြတဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့အခြားဘာသာဝင်တိုင်းသားတွေအားလုံး ဘေးကင်းကျန်းမာစွာနဲ့ကုသိုလ်ကောင်းမှုထုံလွှမ်းပြီးကောင်းကျိုးဖျားဖျားရရှိ ခံစားနိုင်ကြပါစေလို့လည်းမေတ္တာပို့သဆုမွန်ကောင်းတောင်းပေးထားပါတယ်။ဂေါရမဘုရားလောင်းတော်သူမေတ္တာရှင်ရတိဘဝမှာယာရိတ်တော်ခံယူတော်မူခြင်း၊ဖွားမြင်တော်မူခြင်း၊တပိညုတဉာဏ်တော်ရရှိတော်မူခြင်း၊ပြိဋိဘံဆံဝင်တော်မူခြင်းဆိုတဲ့မြတ်ဗုဒ္ဓရဲ့ဖြစ်စဉ်တွေဟာကဆုံလာပြည့်နှစ်မှာတိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့တာကြောင့်အလုံးသောဗုဒ္ဓဘာသာဝင်တွေအနေနဲ့ခုလိုနေရူးနေမြတ်ကိုအထွတ်မြတ်ထားပြီး ုသိုလ်ကောင်းမှုတွေအလေးထားလှူဆောင်လေးရှိကြတယ်လို့သိရပါတယ်။မြတ်စွာဘုရားရှင်ဟာသစ္စာလေးပါးတရားတော်မြတ်ကိုကိုယ်တိုင်ကျင့်ကြံကြိုးစားအားထုတ်ပွားများပြီးသိရှိလာတဲ့မှန်ကန်သောအကျင့်နှလုံးသွင်းဆင်ခြင်ကြရမယ့်မြတ်မတရားတွေကိုလည်းအယုတ်အလက်မြတ်မခွဲကြပဲသရဝါတိုင်းကိုမြစ်တာဂိူနာတော်ကြီးမားစွာနဲ့ဟောပြောညွှန်ပြပေးခဲ့ပြီးကိုယ်တိုင်လည်းဥတီမှန်တဲ့နိဗ္ဗာန်တိုင်အောင်မလျှော်သောဆွဲ လုံးလဝရိယတို့နဲ့အောင်မြင်စွာအရောက်လှမ်းနိုင်ခဲ့တယ်လို့သဝင်လောမှာဖော်ပြထားပါတယ်ရှင်။ နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့ဗုဒ္ဓဖျားရှင်ရဲ့ဆုံးမလမ်းညွှန်မှုတွေကိုတံမိုးထားလိုက်နာချဖို့ကုလအတွင်းမှုချုပ်တိုက်တွန်းတဲ့သတင်းပဲဖြစ်ပါတယ်။ဗုဒ္ဓဖျားရှင်ရဲ့ဆုံးမလမ်းညွှန်မှုတွေကိုတံမိုးထားလိုက်နာချဖို့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာပုဂ္ဂရာနေ့ဒီနေ့မေလ၁၇ရက်မှာကြာရောက်တဲ့ကဆုံလာပြည့်နေ့မှာကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကတိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။ ဘုရားမြတ်စွာဘုရားမြင်တော်မူခြင်းသဗ္ဗညုတညံတော်ရာပြီဖျားဖြစ်တော်မူခြင်းနဲ့ပြိဋိဘံဆံတော်မူခြင်းတို့ဖြစ်ခဲ့တဲ့ကဆုံလာပြီဘုရားနေ့မှာကဘာတော်ဝမ်းမှရှိတဲ့ဘုရားဘာသာဝင်တွေအားလုံးမင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေလို့ကုလသမဂ္ဂတွင်မူချုပ်ကဆုတောင်းစကားဆိုထားပါတယ်ဘုရားဖျားရှင်ရဲ့အဆုံးအမတွေဖြစ်တဲ့ကရုဏာခန္ဒီပါရမီရှိခြင်းနဲ့ကိုကြိုးမပါတဲ့လှူဆောင်မှုတွေဟာကုလသမဂ္ဂရဲ့တန်မိုးတွေနဲ့အလွန်ကိုက်ညီတယ်လို့လည်းအသိပေးထားပါတယ် ကမ္ဘာတဝန်းမှာကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေပေမဲ့ရှေ့ဆက်ရမယ့်ခီးအတွက်မြေဗုဒ္ဓရဲ့အဆုံးအမတွေနဲ့လမ်းညွှန်မှုကိုခံယူရမယ်လို့လည်းဆိုပါတယ်။ခုလိုမြင့်မြတ်တဲ့နေရုနေမြတ်မှာမတူကွဲပြားမှုတွေပေါင်းစည်းပြီးပုံမစည်းလုံးညီညွတ်မှုရှိခြင်းနဲ့ငြိမ်းချမ်းသာရပြီးရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းသောကမ္ဘာကြီးဖြစ်အောင်လူတော်ကပူပေါင်းလှုံ့ဆော်ကြဖို့ကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတိုက်တွန်းထားပါတယ်။ကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူတာရက်စ်က တဆုံလားမြေဗုဒ္ဓနေ့မှာမြေဗုဒ္ဓရဲ့ဆုံးမမှုတွေကိုလိုက်နာဖို့တိုက်တွန်းလိုက်ပေမဲ့ဂျမ်ဘတ်စစ်ကောင်းဆောင်မရောက်လိုက်ဦးဆောင်တဲ့စေုပ်စုဟာဒီနေ့မှလည်းရတပီသူတွေကိုလေကြောင်းကနေပုံကျဲတက်ဖြတ်နေတယ်လို့ဒေတာရင်းနဲ့စည်ရေးသတင်းတွေအရသိရပါတယ်ရှင်။စစ်ဘုတ်ချုပ်တွေရဲ့အကျိုးစီးပွားကိုကာကွယ်နေရတဲ့စစ်ကောင်းစီတပ်ဖွဲ့ဝင်တွေအလေးဝင်ကြဖို့ KNL ထပ်မံတိုက်တွန်းတဲ့သတင်းကိုလည်းတင်ပြပေးပါမယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလက်တဆုပ်စာသာရှိတဲ့စစ်ဗိုလ်ချုပ်ကြီးတွေရဲ့အကျိုးစီးပွားကိုကာကွယ်နေရတာဖြစ်တဲ့အတွက် စ်ကောင်စီတပ်ကိုစွန့်ခွာပြီးအလေးဝင်ကြဖို့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကထပ်မံတိုက်တွန်းလိုက်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလေးဝင်ကြဖို့ KNU KNL ကမကြာခဏအတိပေးလေးရှိရမှာမနေ့ကမေလ10ရက်မှာထပ်ပြီးတိုက်တွန်းပြောဆိုလိုက်တာပဲဖြစ်ပါတယ်ခုလိုတိုက်တွန်းပြောဆိုရမှာအောင်စရာစစ်စီရဲ့အတွက်ပို့ဆောင်ခံရပြီး KNL ထံအလေးဝင်လာတဲ့ရဲဘော်တွေရဲ့မှတ်တမ်းတပ်ပုံတွေကိုလည်းဖော်ပြခဲ့ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေနဲ့လေးဝင်ရမှာကြီးဖြုတ်ထားတဲ့တနက်ကောင်းကိုအောက်ဆိုင်ချထားတဲ့အနေထားနဲ့ နောက်ကျောမှလွဲပြီးရောက်တဲ့နေရာကနေရှေ့တန်းမှာရှိတဲ့ KNL တပ်ဖွဲ့ဝင်တွေစီမှတဦးချင်းဖြစ်စေစုဖွဲ့လိုက်ဖြစ်စေအရောက်လာကြဖို့တိုက်တွန်းထားပါတယ်စစ်ဘုံချုပ်ကြီးတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အသက်ကိုစည်ရင်းနေရတဲ့အောင်စင်းစစ်စင်ရေးကစစ်ကောင်းစီတပ်ဖွဲ့ဝင်တွေနဲ့ငယ်မြေကန်တပ်ဖွဲ့ဝင်တွေအနေနဲ့နိုင်ငံတကာဥပဒေစံနှုန်းနဲ့အညီအသက်ရှင်ခွင့်ရလိုတဲ့ဆိုရင် KNL ထံမှအလင်းဝင်နိုင်တယ်လို့အတည်ပြုထားပြီးဆက်သွင်းရမယ့်ဖုန်းနံပါတ်ကိုပါဖော်ပြပေးထားပါတယ် အာရှလမ်းမစစ်စင်ရေးအတွက်အတင်းအဓမ္မခိုင်းစေခံရတဲ့စကောင်းစီတပ်ဖွဲ့ဝင်တွေလက်နက်ချအလင်းဝင်လို့တဲ့ဆိုရင်ဖုန်းနံပါတ်3964493269ကိုဆက်သွယ်နိုင်တယ်လို့အသိပေးထားပါတယ်။ KNU KNL နဲ့ PDF တို့ပါတဲ့တော်လင်းပူပေါင်းတက်တွေဟာမြန်မာထိုင်းနယ်စပ်တခြားမှာရှိတဲ့စကောင်းစီတပ်စခန်းတွေပါဝင် KNU တပ်မဟာ3တပ်မဟာ4တပ်မဟာ6နဲ့တပ်မဟာ9နဲ့မြေကစကောင်းစီစခန်းတွေကိုတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်နေခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလင်းဝင်နိုင်အောင်တိုက်တွန်းလိုက်တာလည်းဖြစ်ပါရဲ့ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့လက်ရှိချိန်ဟာဘုံခုချင်းတူနီတွေလိုက်ဖက်ရမယ့်အချိန်မဟုတ်တော့ပဲ။ပေါ့ပြားကန်ပြီးဘုံခုချင်းတွေတူရမယ့်အချိန်လို့ရေတော်ပတ်ကဖသတိပေးတဲ့သတင်းပဲဖြစ်ပါရဲ့။လက်ရှိချိန်ဟာဘုံခုချင်းတူနေတွေလိုက်ဖက်ရမယ့်အချိန်မဟုတ်တော့ပဲမိမိနဲ့မိမိမိသားစုအသက်အန္တရာယ်လုံခြုံရေးအတွက်ပေါက်ပြားကန်ပြီးဘုံခုချင်းတွေတူရမယ့်အချိန်ဖြစ်လို့ရေတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီနေ့မေလ၁၇ရက်နေ့မှာသတိပေးပြောဆိုလိုက်ပါတယ် ဂျမစစ်ကောင်စီဘက်ကရဲသားပြည်သူတွေကိုဦးတည်ပြီးလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်လုပ်နေတဲ့အတွက်ရဲတော်မြို့နယ်ကမိဘပြည်သူအပေါင်းကိုခုလိုတတိပေးပြောဆိုလိုက်တာပဲဖြစ်ပါတယ်။အိမ်တိုင်းမှာဘုံခိုခြင်းတွေမဖြစ်မနေတူကြဖို့ရဲတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ချို့သောပြည်သူတွေကဘုံခိုခြင်းတူးသူတွေလေရင်နဲ့ချားလို့ဘုံခိုခြင်းနဲ့ပြေးလွှားဝင်သူတွေကိုကြောက်တက်ရန်ကိုလို့လောင်ပြောင်နေတာမျိုးရှိနေစေလို့ဆိုပါတယ်။ လေရင်တန်နဲ့ပြစ်ခတ်တံတွေကြားတာနဲ့အသက်အန္တရာယ်လုံခြုံရေးအတွက်မြေပြင်မှာဝင်နေပြီးသားဖြစ်နေရမယ်လို့ထပ်ပြီးသတိပေးထားပါတယ်။မိဘပြည်သူများအနေနဲ့မိမိကိုယ်ကိုမိမိအတန်နိုင်ဆုံးဘေးကင်းလုံခြုံအောင်နေထိုင်ခြင်းဟာတော်လန်စစ်ကိုထောက်ကူပြစ်စေတယ်လို့ရေတော်ပကဖကဆိုပါတယ်။ဒါကြောင့်ရေကြီးအုပ်ချုပ်ရေးဖွဲ့တွေနဲ့ကာကွယ်ရေးဖွဲ့တွေပူးပေါင်းပြီးလေချောင်းအန္တရာယ်ကြိုတင်သတိပေးမှုစနစ်တွေတည်ဆောက်ရမှာပြည်သူလူထုအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့လည်းရေတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကတိုက်တွန်းထားပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။